မူးလို့ပါယူးလို့ပါစိတ်မမှန်လို့ပါဆိုတိုင်းစော်ကားချင်တိုင်းစော်ကားလို့မရဘူးရိုင်းချင်တိုင်းရိုင်းလို့မရဘူးဟုတ်လားအဲ့တော့မူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ယူးနေလို့သူများအသက်ကိုရန်ရှာမိတယ်ဥပဒေအရကင်းလို့ခွင့်ရှိလားရှိဘူးနော်ထိုက်တဲ့နဲ့ပြစ်မှုပြစ်ဒဏ်နေရှိတယ်မူးရင်လည်းကျူးလွန်လို့မရဘူးယူးရင်လည်းကျူးလွန်လို့မရဘူးဟုတ်လားအဲ့တော့ ဂွန်ရာနဲ့ရိုင်းတာနဲ့မတူဘူးဒီတယောက်ကိုလက်ခံလိုက်ရင်နောက်ထပ်တယောက်လာမယ်နောက်ထပ်တယောက်ကိုထပ်ခံလိုက်ရင်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာဟုတ်လားဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလားဒါဆိုရင်ကျန်တဲ့ရင်ရင်ကြည်ကြည် rapper တွေကခင့်မဲ့မိတာလားဟုတ်လားဆိုတော့ဟိုဒါဟာအသိပညာမျှဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာနော် state sin ပေါ်မှာတက်ပြီးတော့မှရိုင်းဆိုင်တာဒီလိုရိုင်းဆိုင်လို့မရအောင်မူးလို့လည်းမရအောင်ယူးလို့လည်းမရအောင်ဝမ်းနေနေလို့လည်းမရအောင်ဟုတ်လားအဲ့တော့ပြည်သူကိုဖျော်ဖြေဖို့အတွက်ပြည်သူရှေ့ကိုရောက်လာပြီဆိုလို့ရှိရင်မူးလို့ကျူးလွန်လိုက်မိတာပါယူးလို့ကျူးလွန်လိုက်မိတာပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါပြုံလို့ပါမရအောင်နော်အဲ့ဒါတွေအကုန်လုံးကို control လုပ်နိုင်မှာအများပြည်သူရှေ့ကိုရောက်လာဖို့တင့်တယ်ယူးနေရင်လည်းစင်မတင်နဲ့မူးနေရင်လည်းစင်မတင်နဲ့ ဝမ်းနည်းနေရင်စင်မမတင်နဲ့ဟုတ်လားကျမပြောတာနော်အဲ့တော့ရသွားတယ်ကဲပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းပြီးတော့မှမဝေဖန်ဘူးကွာလူတွေကဝိုင်းပြီးမှမစင်းဘူးကွာလူတွေကဝိုင်းပြီးတော့မှမထောက်ပြဘူးကွာဆိုရင်မှန်နေသူကသူ right ပဲဖြစ်မှာလေမှန်နေငါလောက်တောင်ငါပြောတာမှန်နေတွေ့လားအဲ့တော့ဒီတပွဲမှာဒီလိုပြောရင်နောက်တပွဲကျရင်အဲ့ဒီထက်ရိုင်းတဲ့ attention မျိုးနဲ့ထက်ရိုင်းမှာ ကျွန်တော်တို့တွေကဘာမှမထောက်ပြလိုက်ဘူးမပြောဘူးဆိုလို့ရှိရင်ရတယ်ဆိုတဲ့ဟာနဲ့မရလို့မှ တောင်းပန်တာရရင်ဆက်လုပ်မှာမရလို့တောင်းပန်တာနော်မရလို့မှတောင်းပန်တာမရွှေလို့မတွေ့ပြီးပြီမရလို့မှတောင်းပန်တာရရင်ဆက်လုပ်မှာ အဲ့တော့တနာစရာကောင်းတိုင်းပြစ်မှုကျူးလွန်လို့ရလားရိုင်းလို့ရလားဝမ်းနေနေတိုင်းရိုင်းလို့ရလားပြစ်မှုကျူးလွန်လို့ရလားမရဘူးနော်လူတော်လူကောင်းနေဟာအများကအတူယူရတဲ့ဒီလိုမျိုးအမှုပညာရှင်တွေဟာအဲ့လောက်မှစိတ်ဓာတ်မခိုင်ပါရင်စင်မတက်မလာခဲ့နဲ့ဟုတ်လားဝမ်းနေလို့ရိုင်းမိတာပါမူးလို့ရိုင်းမိတာပါ ယူလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူတာတွေလူလူတွေကိုဘာဖြစ်လို့စင်မတင်ပေးတာလဲဟုတ်လားဒီတရားကိုလက်ခံရင်နောက်တရားဒီလိုဖြစ်လို့ပလင့်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလင့်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လားမျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြခံရမယ်အပြစ်ကိုဆိုရင်ဒါကျမတို့ကမတရားဘူးဒါဆိုရင်ညီမျှမှုမရှိဘူး ဝိုင်းဝန်းထောက်ပြလို့တာရင်မားပါတယ်လို့တောင်းမှန်းတာအားလုံးကဝိုင်းဝန်းမထောက်ပြဘူးမပြောဘူးပွဲမစူဘူးဆိုရင်နောက်ပွဲကျရင်ဒီထက်ပိုရိုင်းမှာဟုတ်လားကျွန်မပြောတာဟုတ်လားရိုင်းတာဟာဂွန်တာမဟုတ်ဘူးဘယ်နိုင်ငံဘယ်လူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတူယူမမားနဲ့ အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လောကလန်းကိုအောင်မြင်အောင်ရှောက်လန်းလို့မရဘူးကိုလည်းတစ်ချိန်လူကြီးဖြစ်လာမှာကိုလူကြီးဖြစ်လာတဲ့အချိန်ကျရင်ကိုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆိုရင်ရောကိုရောခံနိုင်လားမခံနိုင်ဘူးနော်အဲ့တော့လူငယ်ဘဝမှာနေရရိုင်းဆိုင်တဲ့လူငယ်တယောက်မဖြစ်အောင်နေထိုင်ရမယ်ဟုတ်လားကျမပြောတာမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ခွင့်ရှိရဲ့မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာဖုံးပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်နော် ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင်ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်လေညာတာရမယ်ဖဲဖြစ်ရမယ်ဒါကိုကျူးလွန်ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ်အမှုပညာရှင်တွေပို့ပြီးတော့မှသတိထားဖို့လိုအပ်ပါတယ်နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါ ਨੇ မျက်ရည်ကနေမထိုးနဲ့ ပရိတ်သက်တရားငပေါ်မဟုတ်ဘူး။ရိုင်းတဲ့နိုင်ရိုင်းပြီးတော့မှတောင်းပန်ပါတယ်မလုံးနဲ့မရိုင်းငင်ကစဉ်းစား။ဟုတ်ပြီနော်။အဲ့တော့လူငယ်တွေလည်းဒါဟာအတုယူရမယ့်ကိစ္စမဟုတ်ဘူးနော်။ဒါဟာဂေါ်တာမဟုတ်ဘူး။ဒါဟာမမှန်ဘူးနော်။ဒီလိုရိုင်းဆိုင်တဲ့သူတွေကိုလူအဖွဲ့အစည်းကလက်မခံဘူးနော်။ကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့က တိဆောက်ဖို့လိုအပ်တယ်เนาะအဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတပြေးပြေးနဲ့လူကြီးဖြစ်လာမှာလီဒီလူငယ်ဘဝမှာပဲတည်တတ်နေမှာမဟုတ်ဘူးသားတို့သမီးတို့မှာလည်းတစ်ချိန်တိုင်းဒိုးတွေလိုအသက်ကြီးပဲနေ့စဉ်နဲ့အမြအားလုံးကအသက်ရှူတိုင်းအသက်ကြီးနေတာအသက်ကြီးလာမှာเนาะမိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းဟာအသက်ကြီးနေတာစက္ကန့်နဲ့အမြအသက်ကြီးနေတာတစ်စက္ကန့်ချင်းတစ်စက္ကန့်ချင်းမတိပေမဲ့တရက်ဆိုရင်တိတာတယ်တလဆိုရင်တိတာတယ်တနှစ်ဆိုရင်တိတာတယ်ဆယ်နှစ်ဆိုရင်တိတာတယ်တပြေးပြေးနဲ့ကြီးလာမှာပါ နော်နာရီစက္ကန့်ဒီအချိန်ဒီပေါင်းလိုက်လို့ရှင်တဖြည်းဖြည်းနဲ့ကြီးလာမှာပါဒါကြောင့်မလို့နောက်အနာဂတ်အတွက်လူကြီးဖြစ်လာမယ်သားတွေသမီးတွေဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကိုတိဆောက်ဖို့လိုအပ်တယ်ယဉ်ကျေးတဲ့လိမ္မာတဲ့နော်တကယ့်ကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်အဲ့တော့မှားတာကိုမှားတယ်မှန်တာကိုမှန်တယ်ရိုင်းတာကိုရိုင်းတယ်ဆိုတာကိုခွဲခြမ်းဆုံးဖြတ်တတ်တဲ့ဝေဖန်ပိုင်းခြားတတ်တဲ့အသိဉာဏ်ရှိတဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ် ရိုင်းတာဟာဂေါ်တာမဟုတ်ဘူးသားတို့သမီးတို့နော်အဲ့ဒါကိုဂေါ်တယ်ဆိုတဲ့သူတွေကိုကျွန်မမေးချင်တာဟာစင်မောကတက်ပြောဘာဖြစ်လဲဂေါ်တယ်လေးဆိုတဲ့သူတွေကိုအဲ့ဂေါ်တယ်လို့ပြောတဲ့သူတွေရဲ့နှမတွေအမတွေသမီးတွေအဲ့လိုကောင်းမျိုးတွေနဲ့လွတ်ရဲလားလွရဲလားစိတ်ချမ်းမချမ်းလွရဲလား ဒီစကလုံးတွေကို ပြောဆိုနေတဲ့သူတွေ ਨੇ ကိုယ့်ရဲ့သမီးလေးတွေကိုထည့်ရဲလားကိုယ့်ရဲ့ညီမတွေအမတွေကိုထည့်ရဲလားအဲ့ဒါပဲစကလုံးရဲ့တန်ဖိုးလူရဲ့လူကျင်ဝက်နော်ပြောတဲ့မပြောတဲ့ဆိုတာအဲ့ဒါပဲအဲ့တော့ဒီလိုလူကြားထဲမှာတောင်မှဒီလိုစကလုံးကို ပြောရင်းတဲ့ကောင်းနေဟာလူ क्वे ရာမှာလဲ သူ့စကလုံးနေအတိုင်းအကောင်ထဲပေါ်ဖို့ဝင်လေးမဲ့ကောင်းနေမဟုတ်ဘူးအဲ့တော့ကောပါတယ်ဆိုတဲ့သူတွေကိုကျမမေးချင်တာကိုနှမတွေကိုအမတွေကိုသမီးတွေအဲ့ဒီလိုကောင်းနေနဲ့ထဲရင်လားပဲမေးချင်တယ်နော်ကိုသမီးတွေကိုနှမတွေကိုအမတွေအာကိုဆွေမျိုးတွေကိုမထည့်ရဲဘူးဆိုလို့ရှိရင်မမြောက်ပေးနဲ့ရိုင်းတာဟာရိုင်းနေဒါပဲ